မင်္ဂလာပါရှင်ဒီနေ့ကျမတို့လေးလာတုံးတကြမယ့်ရှောင်းရကတော့လွန်ခဲ့တဲ့နှစ်တရာကျော်ပေါ့လေ1900ပြည့်နှစ်အစောပိုင်းကမြန်မာပြည်နဲ့မြန်မာလူမျိုးတွေအကြောင်းခရီးရန်သာသနာပြုသူရေးခဲ့တဲ့မှတ်တမ်းပဲရပြီဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီမှာတန်းကအဲ့ဒီခေတ်ရဲ့လူမှုပထဝင်ဝင်ဒလီထုံးစံဒီဒါရီတော်ဒေါ်လီစစ်ဝင်စားစီယာရှူထောင်းကနေမှတ်တမ်းတင်ထားတာတွေ့ရတယ် အင်းဒီရင်မိတဲ့တမိုင်းနောခံကိုလည်းတတိပြုရင်ပေါ့အဲ့ဒီခစ်မြန်မာပြည်ရဲ့ပုံရိပ်ကိုအတူတူလေးလာကြည့်ကြအောင်လေဟုတ်ပါတယ်ဒီမှတ်တမ်းကအရိကပြောထားတာကတော့အဲ့ဒီအချိန်ကရန်ကုန်မြို့ကလူမျိုးစုံနေထိုင်တဲ့ပုံစံပြီးတော့တပီလုံးရဲ့ပထူရီဝန်းအနေထားအရိကစီးပွားရေးတွေလူမှုဒလေတွေပေါ့နောက်ပြီးတော့အဲ့ဒီသာသနာပြုရဲ့အမြင်မှာမြန်မာလူမျိုးတွေရဲ့ဆီးရဲလက္ခဏာတွေဘယ်လိုရှိတယ်ဆိုတာတွေကို တင်ပြထားတာပါဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတာကရန်ကုန်စိတ်ကမ်းကိုတင်ပေါ်ဆွဲလို့ဆင်းလိုက်တာနဲ့လေအဲ့ဒီမှာတွေ့ရတဲ့မင်းကွင်းကိုသူကစပြီးဖော်ပြထားတာဟုတ်မြန်မာလူမျိုးတွေကိုသိမတွေ့ရဘူးတဲ့အများစုကအိန္ဒိယကကုန်သေးတယ်ကူလီတွေอืมဟုတ်တယ်ဘင်္ဂါလီစာရေးစာချီတွေတရုတ်လက်သမားတွေပန်ဂျပီရဲတွေနောက်ပြီးမိုဟာမက်ဒင်တို့သူတုံးထားတဲ့အစ္စလမ်ဘာသာဝင်တွေဒါတွေနဲ့ပြည်နေတယ်လို့ဆိုတယ်ဟုတ်ကဲ့မြစ်တဲမှာဆိုရင်လည်းစစ်တကောင်ထားတွေလော်တွေတမန်တွေ အိန္ဒိယနယ်ဖွားတွေမောင်းတဲ့ဂါရီမြန်ရထားတွေဟိုတယ်အစည်းအခန်းတွေကစားတောင်အိန္ဒိယကတမင်းလူမျိုးတွေဖြစ်နေတာကိုသူကအသားပြီးပြီးတော့ဖော်ပြထားတယ်ခင်ဗျာအော်ဒီနေ့မှအထူးသတိပြုစရာကအဲ့ဒီချိန်ရန်ကုန်လူဦးရေက3သိန်းလောက်ရှိတယ်ဆိုပေမဲ့ညီမလူမျိုးကထက်ဝက်တောင်ပဲပြည့်ဦးလို့မှတ်တမ်းမှာပါတယ်နော်ဟုတ်ပါတယ်မှန်ပါတယ်မျိုးလေကောင်အချက်အချာကြတဲ့လမ်းမကြီးဒီမှာဆိုရင်နိုင်ငံသားတွေကပဲအများစုနေရာယူထားတာဥပမာ ကေဦးတမဆိုရင်တေဦးလက်သမားဖိနှက်ချို့ဥယျံဆိုင်တဲ့သူတွေနေကြတယ်ခံထားတဲ့တရုတ်ပုံချောင်းကြီးတွေလည်းရှိတယ်။အိုးနော်မဂိုလန်လိုနီမှာဆိုရင်အိန္ဒိယအနောက်မြောက်ပိုင်းကဂွန်ဒေးဒီပလီပတ်လယ်မှာစုနေကြတယ်။တောင်အိန္ဒိယကလာတဲ့သူတွေကလည်းသူတို့အဆင့်တန်းလိုက်ပေါ်လေခွဲနေကြတယ်။သူတို့ဒီလိုကိုပိုင်ဖျားချောင်းကန်ဒီအတီးတီးရှိနေတာတရုတ်ပုံချောင်းပလီဟင်ဒူဖျားချောင်းစီရီပထိုခရစ်ယာန်ဖျားချောင်းတွေအစုံပေါ့။အော်ဟုတ်ကဲ့ တကယ့်ကိုဘာသာပေါင်းစုံလူမျိုးပေါင်းစုံမျိုးကြီးဖြစ်ခဲ့တဲ့သဘောနော်ဒါဒီကရန်ကုန်ရဲ့လူမျိုးစုံဘာသာစုံရောနှောနေမှုကိုတက်တဲ့ခံနေတယ်အရှိဖျားရဲ့ကွန်စတန်တီနိုပယ်လိုပဲလို့တောင်သူကနိုင်ရှင်ထားတာတွေ့ရတယ်ခင်ဗျာဒီချက်ကအဲ့ခေတ်ကိုလိုနီအုပ်ချုပ်ရေးရဲ့အဓိကလက္ခဏာတစ်ခုကိုပြနေတာပဲမြို့တော်ရဲ့အရေးပါတဲ့နေရာတွေမှာဒီသက်ခံနေသက်အုပ်ချုပ်သူတွေနဲ့လိုက်ပါလာတဲ့ပြန်ပလူမျိုးတွေကပို့ပြီးတော့နေရာယူလာကြတယ်ဆိုတဲ့သဘောပေါ့ อืมဒါဆိုရန်ကုန်မြို့ကနေခွာပြီးတော့တဖြည်းလုံးအတိုက်ရတာကိုကြည့်ကြည့်အောင်လေဖရိုးဝင်အနေထားကဘလို့ရှိလဲဆရာ ဟုတ်ကဲ့မြန်မာပြည်ကိုအဲ့ဒီခေတ်ကအိန္ဒိယ Empire ရဲ့အကြီးဆုံးနဲ့လူဦးရေအကျဲပါဆုံးပြည်နယ်ဖြစ် မတန်းကဖော်ပြထားတယ်။အင်္ဂလန်နဲ့ဝေးလာနယ်ပေါင်းတာထက်လေးဆလောက်ကျဲပေမဲ့လူဦးရေက၃ပုံ၃ပုံလောက်ပဲရှိတယ်လို့ဆိုရတယ်။ဟုတ်ကဲ့။အဓိကပထွေးပင်အတွင်းပင်ကတော့အေရာဝတီမြစ်ကြီးပါ။ နိုင်ငံကိုမြောက်ကနီတောင်ကိုဖြတ်ပြီးစီစဉ်နေတယ်။သူ့ရဲ့ဖြေးတစ်ဖက်တစ်ချက်မှာယူမာတောင်နဲ့နေရှိတယ်။အရှေ့ဘက်ကတော့ရှမ်းကွမီမင်းဖြစ်သွားပြီးအနောက်ဘက်ကတောင်ဆွေတွေကတော့ရခိုင်ကမ်းရိုးတန်းကိုဖြစ်ထော်စီတယ်။မြောက်ဘက်မှာဆိုကချင်ချင်းတောင်နဲ့ဒေသတွေရှိတယ်ပေါ့ဗျာ။အလဲပိုင်းဒေသကိုရောသူ့ဘလို့ဖော်ပြထားလဲရှင်။ဟုတ်ကဲ့ယူမာတောင်နဲ့နှခုချာအချမ်းပြင်းအပြင်တော့ကန်ဆာနိုင်ရဲ့တောင်ဘတ်တရပြိုလောက်ကနေအောက်ပြင်းတဲ့စရတိဒေတာကိုချောင်းတွေးတဲ့ဇုံ dry zone လို့ခေါ်ရဗျာ မိုးကအရန်နဲတဲ့တနည်းကို15လက်မကနေ30လက်မလောက်ပဲရွာတယ်လို့ဆိုရဲ။အင်း။အင်း။ဒီ၆တွေးဆောင်ရဲ့တောင်ဘက်မှာတော့အင်မတန်ကျေပြတ်တဲ့ AOD မြို့ဝအကျွန်းပေါ်ဒေတာကြီးရှိတယ်။ဟိုလုံးကတော့ပင်လယ်ရေဖုံးလွှမ်းခိုက်ပြီးအခုတော့ AOD ရဲ့မြေလက်တက်တွေချောင်းမြောင်းတွေကွန်ရက်လော်ဖြစ်နေတဲ့နုံးတယ်မြေနုလွန်ပြင်ကြီးပေါ့။ဒါဖြင့်ရခိုင်နဲ့တနင်္သာရီကန်ရိုးတန်းတွေလည်းရှိသေးတာပေါ့။အော်ကန်ရိုးတန်းတွေကတော့မိုးမြောင်းမှာပဲနော်။ ဟုတ်ပါတယ်။ကံယူတန်းဒီတန်းနေမှာမိုးရမ်းရတယ်။တနစ်ကိုလမတဲတာကနေနေအားထီရွာတယ်လို့မတမ်းမှာဆိုထားတယ်။ယာဒီဥဒုနဲ့ပတ်သက်လို့ကောမတမ်းထဲမှာဘာထူးခြားတာဖော်ပြထားသေးလဲ။ဖနက်တရံကိုတညာတဲ့မိုးတက်လင်တယ်ဆိုတာမျိုးဖတ်လိုက်ရတယ်လို့ပဲ။ဟုတ်ပါတယ်ဟုတ်ပါတယ်။မိုးရဒီပေါ့လေ။မေလလယ်ကနေစက်တင်ဘာလလယ်လောက်အတွင်းမှာမိုးများပြီးတော့အလွန်မင်းဆူထိုင်တဲ့ချက်အဲ့လိုဖြစ်နိုင်တယ်ဆိုပြီးသူကရေးထားတာ။ဂျန်နယ်လာတွေကတော့ချက်တွေးတာဒီပေါ့။ အဲခရစ်စမတ်ဝင်းကျင်မှာတော့တနစ်ပလောက်ကြာတဲ့အေးတဲ့အချင်းကိုစောင်းရသည်လို့ခေါ်ကြတယ်လို့ဆိုတယ်။อืมတစ်တော်တွေကလည်းအဲ့ဒီတုန်းကအများကြီးရှိသေးတယ်နော်။မှန်ပါတယ်။တနင်္ဂနွေလုံးရ85%လောက်ကတစ်တော်ဖုံးလန်းနေဆဲလို့တောင်မှတ်တမ်းတင်ထားတာတွေ့ရတယ်။ပထဝီဝင်းရဲ့ရည်ဒီလောက်ကွေးပြားစလို့ပဲလူမျိုးစုတွေအပိုင်းမှာလည်းအင်တန်ကိုစုံလင်တယ်လို့ဆိုထားတယ်နော်။ဟုတ်ကဲ့။ရွှေပြောင်းလာတဲ့သူတွေအပြင်တိုင်းမမျိုးနွယ်စု92%လောက် ပြီးတော့ဘာသာစကား40လောက်ရှိတယ်လို့ဖော်ပြထားတယ်။ဒေါက်တာဂရီယဆန်ဆိုတဲ့ဘာသာပိတာပညာရှင်တယောက်ကတော့ပြောပဲဖူးတယ်တဲ့။မြန်မာပြည်နဲ့အိန္ဒိယနိုင်ငံတွေလောက်ဘာသာစကားတွေလေ့လာစရာကျန်တဲ့နေရာကမ္ဘာမှာမရှိဘူးဆိုပြောလေ။ဟုတ်ကဲ့။အဓိကလူမျိုးစုကြီးတွေကိုတော့သူကအုပ်စုခွဲပြထားတယ်။တတိဘက်ပမာနွယ်ပေါ့။ပမာချင်းကချင်းစသဖြင့်။နှစ်ယိုးရီယာတယုံနွယ်ရှမ်းကရင်စသဖြင့်။သုံးမွန်ခမနွယ် တလိုင်းမုံဝစသဖြင့်ဆိုပြီးခွဲထားတယ်။အဲ့ဒီတုန်းကလူဦးရေစနစ်တန်းကျော်မှာဗမာစကားပြောရတဲ့သူက shit ပန်းလောက်ရှိတယ်ဆိုတော့အများစုကဗမာစကားကိုနားလည်ကြတယ်လို့ပြောလို့ရမလားရှင်။ဟုတ်ကဲ့။ပြောလို့ရတော့ပါပဲ။အိန္ဒိယနဲ့တရုတ်ရွှေပြောင်းလာသူတွေကိုဖယ်လိုက်ရင်တောင်းဂျန်နေမြူးနဲ့စု90ကျော်ကတုံးနဲ့သမားတန်းလောက်ပဲရှိတော့ပေမဲ့တော်တော်များများကဗမာစကားကိုနားလည်ကြတယ်။အဲ့ဒီတော့ဗမာစကားက အဲ့ဒီခေတ်ကတည်းကဘုံသုံးစကားအဖြစ်ရှိနေတယ်လို့မတန်းလာဆိုတယ်။အင်းစိတ်ဝင်စားဖို့ကောင်းလားတခုက ခရိယန်သာသနာမရောက်ခင်ကပေါ်မှာရှန်တလိုင်းဘာသာစကားတွေပဲအရေးအသားရှိတယ်လို့ဆိုတယ်။မြမခရိုင်းရဲ့မူလကတလိုင်းခီပီအဲ့ဒီလင်းငါရဆူတောင်အိန္ဒိယအခရာကဆင်းသက်လာနိုင်တယ်လို့သူကသုံးသပ်ထားတယ်။နောက်ပိုင်းမှာတော့ကရင်ချင်းကချင်းစားတဲ့ဘာသာစကားတွေကိုခရိယန်သာသနာပြုတွေက ရေးသားတည်ထွင်ပေးခဲ့ကြတာပေါ့။အော် ဒါကတော့လူမျိုးနဲ့ဘာသာစကားကွဲပြားဆုံးလင်းမှုပေါ့နော် စီးပွားရေးဘက်ကိုကြည့်လိုက်ရင်တော့အဲ့ဒီခေတ်ကဘာတွေကအဓိကဖြစ်မလဲရှင်အဓိကတော့ဆန်စပါပါပဲဗျာလူရေရဲ့80ရာခိုင်နှုန်းလောက်ကစိုက်ပျိုးရေးလောက်ခိုင်ကြပြီးတနစ်ကို တန်ချိန်955တန်လောက်ပြပောက်ကိုတင်ပို့တယ်လို့ဆိုတယ်ရန်ကုန်ပထိန်မော်လမြိုင်မြကန်းလာတွေမှာဆိုဆန်ဆက်တီတန်းစီနေတာဟုတ်ကဲ့ ရိတ်ထင်းချင်းနိုဗင်ဘာလရောက်ပြီဆိုတာနဲ့မြစ်ချောင်းတွေထဲမှာ စပားတင်ထားတဲ့လေငယ်လေးတွေကနေလေကြီးရေထိအုံအုံချက်ချက်စီကားနေတဲ့မင်းကွင်းကိုသူကဖော်ပြထားတယ်။စံပြီးရင်ရောဘာရေးပေါ့မလဲ။နောက်တစ်ခုကဂျွန်ဒစ်ဘော့အဲ့ဒီတုန်းကမြန်မာပြည်ကကျွန်းအားလုံးအစိုးရပိုင်းခွင့်ပြုချက်မရှိဘဲခုတ်လို့မရဘူး။ဒီကရတဲ့အခွင့်ငွေကကနစ်ကိုပေါင်9သိန်းလောက်ရှိရလို့ဆိုတယ်။နောက်တစ်ခုကတော့ယင်နန်း။အင်းယင်နန်းချောင်းမယင်နန်း။ဟုတ်ပါတယ်။ ၆တွေ့စုံကရင်နံချောင်းမှာရင်နံတွေ့တွေရှိတယ်။အဲ့ဒီကရင်နံစင်းကိုပိုက်လိုင်းကတန်လင်းကရင်နံချက်ဆက်ယုံကိုပို့တယ်။မိုင်နံရောက်၆၅လောက်ဝေးတယ်။ရန်ကုန်မြစ်ကိုဖြတ်သွားတဲ့ပိုက်လိုင်းဒီတန်လင်းကစီလောင်ခံကြီးတွေကရန်ကုန်ကိုတင်ပေါ်နဲ့ဆန်တက်လာရင်အရင်ဆုံးမြင်ရတဲ့အရာတွေထဲမှာပါတယ်လို့တောင်သူကမှတ်တမ်းတင်ထားတယ်။ဒီစီးပွားရေးလုပ်ငန်းတွေအားလုံးတအရေးပါလာတဲ့ EOR မြစ်ကြီးအကြောင်းကိုလည်းသူကတင်းတန့်ဖော်ပြထားတယ်နော်။ဟုတ်ကဲ့။အလေးပေးထားပါတယ်။ အီယာဝရီမြစ်ဟာတိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်ပုံကိုပြောထားတယ်။အဲ့ဒီအချိန်ကမြေဖျားခံရနေရအထီးကျမသိသေးပေမဲ့ပင်လယ်ကနေမိုင်900ဝရဲ့ဗမ်းမော်အထိသင်္ဘောတွေထွားနိုင်တယ်လို့ဆိုတယ်။အထူးသဖြင့်မြို့ဝချင်းမော်ဒီသာမှာဆိုရင်ချောင်းမြောင်းတွေကအရန်ရှုပ်ထွေးနေတော့လင်းနေပဲအဓိကသွားလာတာ။ဟုတ်ပါ။အီယာဝရီဖလော့တီလာကုမ္ပဏီရဲ့မော်တော်ဘူးတွေကတော့မြို့ကြီးတွေကြားပြည့်စွဲတယ်ပေါ့။ရထားလမ်းကတော့အဲ့ဒီဒေသမှာတိတ်အတော်မဝင်ဘလား။ရန်ကုန်ပတိုင်းရထားလမ်းတစ်ခုပဲရှိတယ်။အဲ့ဒါတော့မိုးရသည်မှာရေကြီးလို့ကြွေဝိုက်သွားရတယ်ဆို။ သိအသုံးဝင်မှာမဟုတ်ဘူးလို့သူကမှတ်ချက်ပေးထားတယ်။တကယ်လို့အဲ့ဒီမြို့အကျုံးပေါ်ရဲ့ရှူခန်းကိုမြင်ကြည့်ရင်ပေါ့လေ။ဟုတ်ကဲ့။ကျောင်းကမ်းပါကအုံပြင်းဒီ၊ကွမ်းတီပြင်းဒီ၊ဘုံကြီးကျောင်းအိုလေးဒီ၊လေလေးတွေနဲ့ကျောင်းသွားနေတဲ့ကလေးတွေဒါတွေကိုမြင်ကြည့်ရင်ရန်ကုန်ပသိမ်မော်တော်ဘုတ်စီဂျီဖို့သူကကြံပြူထားတာတွေ့ရတယ်။ကဲအခုလူတွေအကျောင်းကိုဆက်ပြီးကြည့်ရအောင်လေ။မတန်းနဲ့မှမြန်မာလူမျိုးရဲ့ဇေယိုက်လက္ခဏာကိုဘလို့တုံးသက်ထားလဲရှင်။ညနေပြောရခက်တယ်လို့ဆိုထားသလား။ဟုတ်တယ်ဗျာ။ ပိုင်းခြားသုံးတရာခက်တယ်လို့သူကဆိုတယ်။အမြင်အမျိုးကိုညင်ပြထားတာကစိတ်ဝင်စားဖို့ကောင်းတယ်။တစ်ဖက်မှာတလိုင်းလူမျိုးတွေကိုလုံးဝသွေးနှောပျောက်ကတောင်းဆုပ်ယူနိုင်ကြတာကိုကြည့်ပြီးတော့ဂျပန်လိုပဲအနာဂတ်ကောင်းရှိနိုင်တယ်လို့မြင်နေသူရှိတယ်လို့။အင်း။နောက်တစ်ဖက်မှာကျတော့ရန်ကုန်မှာနိုင်ငံခြားသားတွေဒီလောက်များလာတာကိုကြည့်ပြီးတော့မြန်မာတွေပျောက်ကွယ်တော့မယ်လို့မြင်နေသူလည်းရှိသေးတယ်။ဟုတ်ကဲ့။တူချင်းစီရဲ့ဆေးရည်အနေနဲ့ကောဘာတွေထောက်ပြထားလဲရှင်။ ရေဝီအားထီတော့ခင်မင်းဖွယ်ကောင်းတယ်လို့ဆိုတယ်။ရုပ်ရည်ကဂျပန်နဲ့ဆင်တယ်။အထူးသဖြင့်အမျိုးသမီးတွေပေါ်ပိုးထည့်ဝစ်စင်ကြတယ်။အယောင်ရွေးချယ်မှုမှာအမှုပညာအမြင်ရှိကြတယ်။တောသူတောင်သားတွေမှာတောင်အယောင်မလိုက်ဖာတာတိတ်မတွေ့ရဘူးလို့ဆိုတယ်။ပျော့တက်ကြတယ်။ဟုတ်။အရှေ့တိုင်းက Irish လူမျိုးလို့တော့တင်စားထားတာရှိတယ်။အာဂစာဝါဒနာပါတယ်ချင်းလုံးအင်္ဂလိပ်ဘောလုံးဟော်ကီကစားကတော်ကြတယ်ရန်ကုန်စင်ဂျွန်းကောလိပ်ဘောလုံးတင်းကအိန္ဒိယချန်ပီယံတိုက်ရင်အတင်းနဲ့တရေကျခဲ့တဲ့ဥပမာတော့ပေးထားသေးတယ် မြန်မာတွေကခြေပလာနဲ့ကန်ကြတာတဲ့။ဟောတာတွေကအာသာချက်တွေပေါ့။အာနဲ့ချက်ဖက်ကတော့ဗာပြောထားလဲ။ခေကရာဇုံမှုဖြစ်ပွားမှုနောက်များရတဲ့အကြောင်းရင်းတစ်ခုအဖြစ်သူကဆက်ဆက်ပြတာတဲ့။နောက်ပြီးတော့ပွဲလန်းတပင်ကိုအယမ်းချက်ကြတယ်။ဟုတ်ကဲ့ဇပွဲတွေပေါ့။ဟုတ်ပါတယ်။ဇပွဲတွေဆိုညာကိုးနာတွေကနေမိုးလင်းထီကကြတာ။ပွဲခင်းပြီးမှအရက်တော့လောင်းကစားလောင်းရင်ရန်ဖက်ကြဓာခုမှုတွေမကြမ်းနာဖြစ်တတ်လို့အဆူရကတချို့နေရာတွေမှာပိတ်ပင်ရတယ်လို့ဆိုပါတယ်။ အလုံးလုံးတဲ့ပုံစံနဲ့ဘာသာရေးမြင်ကိုရောသူဘီလိုဆက်ဆက်ပြထားလဲရှင်စပါးဆိုင်ချင်းမှာတော့ကြိုးစားပန်းစားလောက်ကြပြီးရောကျန်တဲ့ချိန်တွေမှာအပြင်းထူတယ်လောင်းကစားနဲ့ပျော်အပါမှာငွေဖြုံးတတ်ကြတယ်တတော်နောက်စိုက်ပျိုးချင်းပြန်ရောက်ရင်မျိုးစိဖူးတော်ပြန်ချင်းငါရတတ်တယ်လို့ဖော်ပြထားတယ်음ဘုရားဘာသာရဲ့အဓိကအဆုံးမှာအလိုအနေတာဆိုပေမဲ့လေပျော်ပါမှုကိုခုံမင်းသားကြောင့်အပေါ်ရာမှာပဲကန့်ဆိုင်တယ်လို့ဖြစ်နေတယ်လို့သူကတုံ့တက်ထားတယ် တမန်လူတွေကနနေတဲ့တရားထက် ပွဲတော်တွေကိုပိုစိတ်ဝင်စားကြတယ်ပို့ဖျားသွားတာကလည်းဆူတောင်းဖို့ထက် ပွဲတော်တော့ပျော်ဖို့ကပူများတယ်လို့ဆိုတယ်ဖုံးကြီးပြန်ပွဲအကြောင်းလည်းပါသေးတယ်နော်တော်တော်ထူးဆန်းတဲ့ delay လို့ထင်မိတယ်ဟုတ်ပါတယ်အကြီးကျယ်ဆုံးပွဲတော်အခုအဖြစ်ပေါ်ပြထားပြီးငွေကုန်ကြေးကျအရန်များတယ်လို့ဆိုတယ်အလောင်းကိုပြရင်လည်းစီးရင်လည်းရွှေချတယ်ပြီးတော့ထူးဆန်းတဲ့ပြားသားပုံစံခေါင်းတလိုက်ပြီးပေါ်တင်ထားတယ်အခန်းနိုင်ရဲ့အထူးရထေက ကရာလောက်အကွာကနေဒုံးပြန်တဲ့ပစ်တီမီရှိုတာဖြစ်တယ်လို့ဆိုတယ်။အန်တော်စီရပဲနော်။တမ်းပြဘာသာရေးမောင်ငွေသုံးတာကပွဲတော်တွေမှာပဲမဟုတ်ဘူးလို့ဆိုတယ်နော်။ကျောင်းတကာပွဲအတွက်လူကြော်တယ်ဆိုတာမျိုး။မှန်မှန်ပါ။အဲ့ဒီကျောင်းတကာပွဲရာဖို့ကို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  စင်းရဲခံပြီးတော့လှူဒန်းကြတယ်။အသက်ကြီးလာတဲ့အခါနောင်ဘွားကောင်းစားရည်တော့ဗောလေ။ကျောင်းဆောင်ဖျားတီရေရင်းတူစတဲ့ကုတို့တွေလောက်ကြတယ်။ ဒါပေမဲ့အများအကျိုးထက်ကိုကုတ္တရာဖို့ကိုဦးစားပေးတာကြောင့်ပတ်ဝန်းကျင်မှာလိုအပ်ထတဲ့ပွန်းနေတောင်ဖျားရီကြောင်းတွေထက်ဆော့တကြတယ်လို့သူကမှတ်ချက်ပြုထားတာတွေ့ရတယ်လူမှုဘဝဒလိဒီဘက်ကိုဆက်ပြီးတွားကြည့်ရအောင်ပါမွေးဖွားခြင်းကနေစပြီးတော့ဘာထူးခြားချက်တွေတွေ့ရလဲချင်းကလေးမွေးပြီးရင်မိခင်ကိုမိနေတဲ့အခန်းထဲမှာမိဖို့တဲ့ဒလိမိရဲ့ကိုဖော်ပြထားတယ်ဗျာတပတ်လောက်မိရဲ့နဲ့ဖုတ်တယ်အုတ်ခဲပူကတ်တယ်နနွေးလင်းတယ်ဗော ဒီလိုပြင်းထန်တဲ့ကုသိုလ်မှုကြောင့်မြန်မာမျိုးသမီးတွေအသက်ငယ်ငယ်နဲ့လွယ်ကျလွယ်တယ်လို့မတန်ကဆိုတယ်။ဟုတ်ကဲ့။နမေဘေးဘုံကရော။နမေဘေးဘုံကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။မွေးရည်နေ့ရဲ့တမတ်ထားတဲ့အခရာနဲ့စတဲ့နမေကိုပဲပေးရတာဆိုတော့မွေးရက်ကိုအမြဲမမိကြရတဲ့။ဥပမာနမေကခင်နဲ့ဆိုရင်ကြာသပိန်းနဲ့မွေးမတည်နိုင်တာမျိုးပေါ့။မျိုးရိုးနမေတုံးတဲ့လေးရထားတော့မရှိဘူးလို့ဆိုပါတယ်။ရောချားလေးတွေရဲ့ဘဝမှာတော့ဘာအဓိကဓလေ့တွေရှိခဲ့လဲရှင်။မျိုးကြီးတွေမှာနေပြီးအယိုးတို့ခလွန်မုံမှုပေါ့မှာကြီးရဲနဲ့တူတဲ့ကလွှဲရင် အားလုံးနှိပါထိုးခွင့်မြန်ကြောင်ထိုးကြရလို့ဆိုရဲခါးကနေဒူးအထိ အပြည့်ထိုးလေရှိတာမထိုးရင်တတိနေတဲ့သွေးဘောကြောင်တယ်လို့အထင်ခံရတဲ့အင်းနားပါပဲနော်ဟုတ်ရတတော်ကြာနာချင်းခံပြီးထိုးရတာမို့လို့ဘိန်းကျွေးထားတဲ့တော်ဆိုရဲတော့အရေးကြီးတာတခုကဘုန်းကြီးကျောင်းပညာရေးပဲစာရေးစာဖတ်ဖျောစာတွေသင်ရလို့အမျိုးသားတွေစာတက်မြောက်မှုနှုန်းကအဲ့ဒီခေတ်အီတလီနိုင်ငံထက်တော်များတယ်လို့ဖော်ကားထားတယ်။အော်ပြီးတော့ရှင်းဖြူအလူပေါ့ယောက်ျားလေးတိုင်းအဆက်14နှစ်လောက်မှကိုရင်ဝေ့ရတဲ့ တည့်ရပဲဝတ်လောခေါင်းရည်တင်ကန်းစီးပြီးမှဗုဒ္ဓဘာသာဝင် အစ်စ်လူသားအဖြစ်သတ်မှတ်ခံရတယ်လို့မြမတွေကယူဆကြကြောင်းရေးထားတယ်။မင်္ဂလိပညာရေးကောပြီးတော့တခြားနေ့စီအလေးထားတယ်ပေါ့။ကွမ်းစားတာတော့ဆေးလိတောက်တာတော့လို့မျိုး။မင်္ဂလိပညာရေးကတော့အရင်ကအားနည်းခဲ့ပြီးမြတ်သာသနာပြုရဲ့လှုပ်ရှားမှုကြောင့်တိုးတက်လာတယ်လို့ဆိုပါတယ်။တခြားအလေးထားတွေမှာဆိုရင်ကွမ်းစားတာကတော့အလွန်တွင်းကျယ်တယ်ပေါ့။ခီးထွားရင်တောင်အမျိုးသားတွေခါပုံစဲမှာကွမ်းအင်ငယ်လေးတွေစောင့်ထားကြတယ် ခီအကွာဝေးကိုတောင်ကွမ်းပနရဝါချီနဲ့တိုင်းတာရကြတယ်တဲ့ဟုတ်ကဲ့ဆီလစ်ကတော့ဆီလစ်တောက်တာလဲလူတိုင်းနီးပါပဲလို့ဆိုတယ်မိခင်ကကိုတောက်နေတဲ့တပေလောင်းရှည်တဲ့ဆေးပေါက်လေးချီကိုငိုနေတဲ့ကလေးပါဆက်တဲ့ထဲပေးတာမျိုးတော့တွေ့ရတယ်တဲ့လူရေးထားတယ်အင်းလုတ်ဆီလစ်အငေါဆုံးတောက်ကြပြီမြေ secret တောက်တော့မှုလဲတိုးလာနေတယ်လို့ဆိုပါတယ်အစားတောက်နဲ့အကျမရေးဘက်ကိုကြည့်အောင်ပါအဓိကဘာတွေစားကြလဲဒီနေ့ကိုနနက်အဓိကစားတယ်လို့ဆိုတယ်မနက်9:00ည6:00 ဟင်းရဲ့ထမင်းတွေကိုလက်နဲ့စားကြတယ်အနံ့ပြင်းတဲ့ငါးပြီးကတော့မပါမဖြစ်ပဲတဲ့စားနေတဲ့အချိန်မှာစကားမပြောဘူးစားပြီးမှရေးတောက်တယ်အသားငါးကောစားကြလားကြိုက်ကြတယ်လို့ဆိုတယ်အထူးသဖြင့်ဝတ်တာပေါ့ပွဲတော်တခုမှလူဘလောက်တက်ရောက်တယ်လဲမင်းရဲ့ဝတ်တာဘယ်နှပံကုံတော့တယ်လဲဆိုတာနဲ့ပြန်ဖြေတက်ကြတယ်လို့တော့ရေးထားတယ်အော်သားဆိုဘုသာပါတာမှာတူးတက်မတက်ရဆိုတဲ့တိခါဖို့ရှိပေမဲ့အသားစားတာများတယ်လို့ဆိုလိုတာလားရှင် ဟုတ်ပါတယ်အဲ့ဒီလိုသဘောတက်ရောက်ပါတယ်တစ်ခါဘုတ်ကိုစောင့်တိန်ဖူကျူးစားပေးမယ်ဈေးကွက်လိုအပ်ချက်ရဆိုပြီးစင်ချေပေးတတ်ကြတယ်လို့မတန်ကဆိုတယ်ဥပမာတငါသည်ဆိုရင်ငါကိုတူတက်တာမဟုတ်ဘူးရေထဲကဆွဲတင်လိုက်တော့သူ့အလိုလိုတည်ထွားနာပါလို့ရှင်းပြတတ်တယ်တဲ့อืมတစ်ခါဘုတ်ကျိုးမဆိုးလို့မကြေတင်ဘူးလို့ဆိုတယ်ရေဘူးရအဖြစ်တော့တရားစံလေးကိုကျင်တာတတ်တယ်မယ်ဒေါသထွက်လာရင်ရက်ဆက်တတ်ကြတယ်လို့သူကထုံးတတ်ထားတယ်ကျန်းမာရေးနဲ့စေဖွင့်ကြပိုက်ကကောင်းရှင်တိုင်းရေးစေအကြောင်းပါဒီဖော်ပြထားလဲ အဲ့ဒီခေတ်ကတခြားဘာလို့မှအဆင်မပြေတော့တဲ့အခါမှာဆေးဆရာလာလူတက်ကြတယ်လို့ဆိုတယ်။ယောဂ96ခန်းရှိတယ်လို့လူတိုင်းသိကြပြီးသား။ဆေးဆရာလုံးမဲ့သူကဇေဝအစာတောက်အနစ်အဆောင်မန်တာနီးနဲ့ကုသနီးတွေကိုတင်ယူုံပဲလို့ဆိုတယ်။ဆေးတွေကအများကြီးတိုက်တယ်။ဟုတ်ကဲ့။အစာတောက်ရှောင်ခိုင်းတာတွေကအနောက်တိုင်းသားတွေတော်တော်အသေးပဲမရှိသလိုထင်ရတယ်လို့သူရေးထားတယ်။ဥပမာအခါအချို့စားတွေရတာတွေရှောင်ခိုင်းတာမျိုး။အနစ်ကုထုံကတော့နေရာတိုင်းမှာတုံပြီးလူတိုင်းနီးမှာတက်ကြတယ်။ကျွမ်းကျင်တဲ့ပညာရှင်အစ်စ်နေညာလူတွေကြတော့အန်အောလောင်ကျွမ်းကျင်တယ်လို့ဆိုတယ် ။အိုးဟုတ်ကဲ့။တင်ဘောပေါ်ယထာပေါ်မှာတယောက်ကအလဲနေတဲ့သူ့သူငယ်ချင်းကိုပေါ်လမ်းလျှောက်ပြီးခြေထောက်နဲ့နှိပ်ပေးနေတာမျိုး အမြင်တွေ့ရတာတဲ့။ညောင်တာကိုဖြေပြေးတာပေါ့။ဒါမဲ့ကြီးကူးထုံးကိုမတင်တော်တဲ့ယောဂါတွေမှာတုံးမိလို့အသက်ဆုံးရှုံးတာမျိုးလည်းရှိတယ်လို့ဆိုပါရယ်။အဆောင်နဲ့မန်တန်ရုပ်ဖတ်တာတွေကိုတော့စေဝါထပူထီရောက်တယ်လို့ယုံကြည်ပြီးအားလုံးနှိပါးတုံးကြတယ်တဲ့။အဲ့ဒီခေတ်ကအဖြစ်များလက် ဂျာမားရဲ့ပြဿနာတွေအကြောင်းအရောဖော်ပြထားသေးလားရှင် DBO ကပိုပြီးအဖြစ်များလာတာကိုချင်းတောင်တုံးမှုတိုးလာတာနဲ့ဆက်ဆက်ဖျားထားတယ်ချင်းတောင်တွေကလေဝင်လေထွက်သိမရှိဘူးအလင်းအောင်ရောလေပါကာထားလို့ဖြစ်နေတယ်လူနေရောက်၃ယောက်ကချင်းတောင်တစ်ခုတည်းတူတူအိတ်ကြတော့မနေ့ရောက်တဲ့အခါလေကထခါထခါရှူဆိုင်နေတာဖြစ်နေတယ်ဗောဟုတ်ဟုတ်ပါပဲဟုတ်ထက်ချင်းဆိုရဲထူးဆန်းတဲ့ဝေဒနာတွေမျိုးရှိပြီးမကြကနာအတက်ဆုံးရှုံးစေတယ်လို့ဆိုတယ် ကွမ်းစားတဲ့အချင်းကြောင့်အစာမချေယောဂါမျိုးမျိုးဖြစ်ပေါ်နိုင်တယ်။အင်္ဂလိပ်ဆေးပြားတွေကိုတော့ကြိတ်ကြတယ်။ဝင်းနိုဆေးကလွှဲရင်ပါ။ဆေးရုံတွေပေါ်အမြင်ကတော့ဘလို့ရှိချက်လဲ။ဆေးရုံတွေကိုအစာပိုင်းမှာကြောက်ခဲကြတယ်။အကြောင်းရင်းတစ်ခုကရဲမှုခင်းလူနာတွေကိုဆေးရုံတင်ရလေရှိတော့ဆေးရုံဆိုတာထုံးတဲ့ရဲစခန်းရဲ့အဆက်ဆက်နေရလို့သဘောထားခံရပြီးလူကောင်းလူကောင်းတွေမသွားတဲ့လူလို့ယူဆကြလို့တယ်။နောက်တစ်ခုကခွဲစိတ်ကုသမှုကိုအလွန်ကြောက်ကြတယ်။ ခွဲရမှတဲ့တေတာကိုပို့ရွေးချက်တတ်ကြတယ်။အော်ဒါပေမဲ့နောက်ပိုင်းဆရာဝန်တဲ့ဒူနာပြူတွေရဲ့ဂျင်နာမှုနဲ့အာအိုဝဲကုတာမှုတွေကြောင့်ဒီတန်တရားတွေတဖြည်းဖြည်းပျောက်ကွယ်လာနေပြီလို့တော့ဆိုပါတယ်။အနုပညာလက်မှုပညာတွေဘက်ကတော့ဘာတွေထူးခြားတာရှိလဲ။အဝိစာအညာရွေးချက်မှုကမြန်မာရဲ့အနုပညာမြင်ကိုပြတယ်လို့သူကဆိုတယ်။ဂျွန်နယ်စင်ဆွဲပန်းပူငွေတဲ့ပန်းတောင်ပိုးပန်းချီတွေမှာထူးချွန်ကြတယ်။ ဒီဆိုင်တွေကထူခြားပြီးထပ်တလဲလဲထုံးလေးရှိတဲ့ပုံစံတွေရှိတယ်ပေါ့အတုံးရတဲ့ပုံတွေကနေရုပ်တွေနဲ့ထူဆောင်တဲ့တရားဆန်ရုပ်တွေသစ်ငွေစင်းဆွဲပန်းပူတွေကဖောက်ကြွာပုံစံဖြစ်တယ်ယွန်းတဲ့လိုပုံလူနေကိုလည်းသူဖော်ပြထားတယ်ဟုတ်ကဲ့ပကံကယွန်းတယ်ပေါ့နော်ဟုတ်ပါတယ်ဝါချံများနေနေပုံဖော်ပြီးယွန်းတုတ်တန်ကင်းင်းနဲ့အယောင်တင်ပုံဖော်တာပေါ့အရေးသွေးကောင်းတဲ့ယွန်းတယ်ဆိုရင်ဖြစ်ချင်းတောင်းဝါမကြိုးဘူးယွန်းမကွဲဘူးလို့ဆိုတယ်ယွန်းဝေကတော့ အလို့သမားတွေအတွက်အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။ဘာသာစကားအပိုင်းကကောအတန်ထွက်ခတ်တယ်လို့ဆိုထားသလား။ဟုတ်ကဲ့။တရုတ်စကားနဲ့ဆင်တူတဲ့လက္ခဏာတွေရှိပေမယ့်စာလုံးတွေကရုပ်ပုံစာလုံးမဟုတ်ဘူး။တလုံးချင်းအတန်ထွက်စကားဖြစ်ပြီးအတန်အနည်းငယ်၃မျိုးနဲ့အသေးပေလုံးဝကွဲပြားသွားတယ်။ဂီတနာမပါတဲ့ဥရောပသားအတွက်တိကျစွာပြောဖို့မလွယ်ဘူးလို့ဆိုတယ်။အင်းဟုတ်ကဲ့။နောက်ပြီးဘူးကြောင်းသုံးနန်းတွင်သုံးဈေးသုံးစကားတွေလုံးဝကွဲပြားတာကိုလည်းထုတ်ပြထားတယ်။ မိမိထက်မျက်နှာသူနဲ့စကားပြောရင်မြောက်ပင်နဲ့စကလုံးတွေထက်သုံးလိရှိလေအသက်ဆန်းပစ္စည်းတွေအတွက်စကလုံးအသက်ထီရင်ရမှာလဲပါနာကြတယ်ဘီးဆက်ယူဆက်ပြီးမြေထားယူယထားပေဆုံးချင်းနဲ့ပတ်သက်တဲ့ဒလေတွေကတော့ဘလို့လဲရှင်ပေါပေါပါပါသဘောထားတယ်လို့ဆိုထားတယ်ဟုတ်ပါတယ်တေဆုံးချင်းတရားကိုတော့ပေါပေါပါပါသဘောထားတယ်လို့ဆိုတယ်အင်ရှေ့မှာတီဝိုင်းနဲ့တင်ညာလုံးဖြိုးချွေပြီးအလောင်းဆောင်တဲ့သူတွေက လောင်းကစားလို့ကြတယ် အတုပတ်ချက်ရဲ့အခါ TY အကဖွဲ့တွေကရှေ့ကဥဆောင်တယ်။တင်ချိုင်းမှာမုံနဲ့စိတ်လေးဝင်းလာတယ်။အလောင်းကိုမြင်းမြုံလေးရှိပေမဲ့ချမသူနဲ့ဖုန်းကြီးဆိုရင်မိလျှော့တယ်။အင်းအတွဲ၃လေးရှိတယ်ယင်ကြီးတဲ့အသုံးလုံးကလေးပြလွင်းသွားတယ်လို့ဆိုတယ်။အတုပါမှာဖုန်းကြီးတွေကိုအလူပေးပြီးအများဝေးတဲ့အခါမြေကြီးပေါ်ရေးဆက်ချပြီးကောင်းမွေကသက်သေတီ꽌လွန်သူနဲ့တဲ့အောင်သူအလုံးကုသူရဖို့ဆူတုံးကြတယ်ပေါ့။ လူမှုဘဝပြောင်းလဲမှုတွေအကြောင်းကိုလည်းမှတ်တမ်းကနေမွန်ပိုင်းမှာထိတွေ့သွားသေးတယ်နော်အခုပြောင်းကာလရဲ့တက်ရောက်မှုတွေပေါ့ဟုတ်ကဲ့ဝိယောဘယဉ်ကျေးမှုနဲ့ထိတွေ့မှုကြောင့်ရှေးရုပ်တလေတွေဆွန့်လွတ်လာကြပြီမဲအမြဲတမ်းပိုကောင်းလာတာတော့မဟုတ်ဘူးလို့ဆိုရဲဥပမာရွာလူကြီးကတမတ်တက်နဲ့ဖြည့်ရှင်တဲ့စနစ်တီပြည့်ယွင်းလာပြီးအမှုခင်းတီတရားယုံရောက်လာတယ်လူတွေကတရားတပေါင်းပူဖြစ်လာကြတယ်ဟုတ်ကဲ့အရင်ကထက်အထားပူစာတုံးလာကြတယ် ဒလီထုံးစံဟောင်းတွေပျောက်ကွယ်လာတာနဲ့အများအဲ့ဒီဒလီတွေနဲ့ဆက်ဆက်နေတဲ့ကိုချင်းတရားဆန်နှောင်းတွေလည်းအားနေလာပြီးအထူးသဖြင့်အထက်တန်းလွာတွေကြာမှာဆရာသမားနဲ့လူကြီးသမားတွေကိုရိုသေတဲ့ဆန်လာတွေရိုးရော့လာတာကိုတတိပြုမိတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီပြောင်းလဲမှုတွေကိုအစိုးမြင်လွန်းတာမျိုးရှောင်တက်တယ်လို့လည်းသူကတတိပေးထားတယ်မဟုတ်လား။မှန်ပါတယ်။ဒီအခုပြောင်းကာလာကိုအစိုးမြင်လွန်းဖို့တော့မဟုတ်ဘူး။ ါပေမဲ့ဒီလိုပြောင်းလဲမှုတွေကိုလလူးရှုလိုက်ရင်လေအရေးကြီးတဲ့အချက်လက်တွေကိုမျက်ခွေပြုရရောက်သွားမယ်ဆိုပြီးတော့တတိပေးထားတဲ့သဘောပါပဲအပြောင်းလဲတဲ့သဘောသဘောဝါကိုထောက်ပြခြင်းတဲ့သဘောလို့ယူဆရပါတယ်။ကောင်းကြီးချက်လက်စုံလေးနဲ့မတန်းတစ်ခုပါပဲ။ဒီနေ့ကျမတို့လေ့လာခဲ့တဲ့အဓိကအချက်တွေကို ပြန်ချုပ်ရရင်တော့1900ပြည့်နှစ်မြောက်အစောပိုင်းမြန်မာပြည်ရဲ့အံ့ဩခွဲလူမျိုးကွဲပြားစုံလင်မှုအထူးသဖြင့်ရန်ကုန်လူမျိုးကြီးမှပို့ပြီးတော့ထင်ရှားခဲ့ပုံအေရာဝတီမြို့ကိုပို့ပြတဲ့ဖရွေရင်နဲ့စီဝါရဲ့အခြေအနေ နောက်ပြီးတော့အစင်လာဒလေးထုံးစံနေနဲ့အနောက်တွင်းယဉ်ကျေးမှုလွမ်းမှုမှုကြောင့်စကင်ပြောင်းလဲလာတဲ့လူမှုဘဝပုံရိပ်တွေပဲဖြစ်ပါရဲ့နော်။ဟုတ်ကဲ့ဒီမတန်းတွေကချက်လက်တွေပေါ်ခြေခံပြီးတော့နောက်ဆုံးအနေနဲ့စဉ်းစားလျာချက်လက်အခုတင်ပြခြင်းပါတယ်ခင်ဗျာ။မတန်းထဲမှာတစ်ဖက်ကကြည့်ရင် တလိုင်းလိုတခြားယဉ်ကျေးမှုတွေကိုသွင်းတော်ပြီးစုပ်ယူလိုက်တဲ့မြန်မာတွေရဲ့စွမ်းရည်ကိုဖော်ပြထားသလိုပဲ။ဟုတ်ကဲ့။နောက်တစ်ဖက်မှာအဲအဲ့ဒီခေတ်ကာလကနိုင်ငံသားလူဦးရေများပြားဝင်ရောက်လာမှုနဲ့ လူမှုအတိုင်းအဝိုင်းများဖြစ်ပေါ်နေတဲ့အပြောင်းလဲတွေကိုမှတ်တမ်းတင်ထားတာတွေ့ရတယ်။ဆိုတော့ဒီလိုသမိုင်းဝင်မှတ်တမ်းတွေကနေပြီးတော့ပြင်ပလွားမောမှုတွေခင်မီပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါယဉ်ကျေးမှုတစ်ခုညက်ကိုပိုင်းတည်တံ့လက္ခဏာနဲ့ကြံ့ကြံ့ခံနိုင်စွမ်းရည်ရေရှည်လန်းချောင်းကိုဘလိုများတွေးခေါ်ဆင်ခြင်နိုင်ကလေးဆိုတာကိုပေါ့လေဒီနေ့ခေတ်ရှုထောင်ကနေပြန်လဲစဉ်းစားကြည့်ဖို့အကြံဖြူရင်းနဲ့ပဲညီကုံချိုးချင်ပါတယ်ခင်ဗျာ